စကိုင်းနိုင်ချောင်းမြို့နယ်နဲ့ဝက်လက်မြို့နယ်တို့မှာစက်တင်ဘာလ30ရက်ကစစ်ကောင်မရှင်တပ်ရဲ့ရွေးကောက်ပွဲကိုစက်ကျင်ဆန္ဒပြတဲ့လူလူလှူရှာမှုတွေပြုလုပ်ခဲ့တယ်လို့တပိတ်မှပါဝင်ခဲ့သူတွေစီကသိရပါတယ်။စစ်ကောင်မရှင်ကကျူးလွန်ခဲ့တဲ့စစ်ရဆွေးမှုတွေကိုခေါ်ဝါချဖို့ပြည်သူလူထုကလက်မခံတဲ့တရားမဝင်ရွေးကောက်ပွဲကိုကျင်းပဖို့ကြိုးစားနေတာကြောင့် အခုလိုတပိတ်မောက်တာလို့ချောင်းမြို့နယ်လူငယ်အင်အားစုတပိတ်ကော်မတီဝင်ကိုဇွဲလေးကအမြင်လက်တံကိုပြောပါတယ်ပြည်သူလူထုရဲ့ဆန္ဒမှာပါတယ်ပြည်သူလူထုကလက်မခံတဲ့ရွေးကောက်ပွဲတခုဖြစ်တယ်ပေါ့လေအဲ့တော့ဒီရွေးကောက်ပွဲဟာကျွန်တော်တို့ပြည်သူလူထုကလက်မခံတဲ့ကျွန်တော်တို့ပြည်သူလူထုရဲ့အခက်အခဲအကြက်တဲကိုပြေလည်စီမဲ့ထွက်ပေါက်မဟုတ်ဘဲနဲ့စစ်ကောင်စီကသူတို့ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေကိုခွာချခြင်းလို့ပြစ်ဒဏ်ကင်းလွတ်ခွင့်ရခြင်းနဲ့အတွက် ုံဖော်ဖန်တီးတဲ့အတူရောင်ရွေးကောက်ပွဲတစ်ခုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့စက်ကျင်တော်လှန်ကြခြင်းဖြစ်ပါတယ်။အဆိုပါဆန္ဒပြပွဲကိုချောင်းမြို့နယ်လူငယ်အင်အားစုတပိတ်ကော်မတီချောင်းမြို့နယ်ကျောင်းသားများတမကဘာခါစားများအဖွဲ့ချုပ်ငုံရအမြင့်နဲ့တပိတ်ဥဆောင်ကော်မတီတို့ကပူးပေါင်းပြီးလူလူအင်အား60ခန်းနဲ့ဆိုင်ငယ်တပိတ်ပြုလုပ်ခဲ့တာလို့သိရပါတယ်။ အလားတူစက်တင်ဘာလ30ရက်မှာပဲစကိုင်းနယ်ဝက်လက်မြို့နယ်မှာလည်းစစ်ကောင်စီတပ်ရဲ့ရွေးကောက်ပွဲကိုစတင်တဲ့တပိတ်လှုပ်ရှားမှုတစ်ခုကိုပြုလုပ်ခဲ့ကြပါသေးတယ်။ဒီလှုပ်ရှားမှုကိုဝက်လက်မြို့နယ်ကျောင်းသားများတမကဘာကသားများအဖွဲ့ချုပ်ကရွာသားကြီးကြီးရွာစစ်တပ်ထိုင်စခန်းနဲ့ပေး900ကျော်အဝါမှာရွေးကောက်ပွဲဟာဒီမိုကရေစီမဟုတ်စာသားပါဗန္ဓာချိန်ဆွဲပြီးစစ်ကောင်စီတပ်ရဲ့ရွေးကောက်ပွဲကိုစတင်တဲ့လှုပ်ရှားမှု ပြုလုပ်ခဲ့တာလို့သိရပါတယ်။